ဒကြံတချင်းဆိုတာလေအောက်ကလိုက်ပြီးတော့နားဆွဲမယ်ပေါ့ကလေးလဲလိုက်ဆိုလို့ရမယ်လူကြီးလဲလိုက်ဆိုနောက်ပြီးတော့ကိုဆိုပြီးသွားရင်ဆွဲသွားမယ်ပေါ့နော်အဲ့လိုလေးဆွဲသွားတဲ့စာသားလေးနှစ်လိုင်းလောက်ပေါ့ရိုးရှင် ရိုးရိုးမခတ်ဘူးဒါပေမဲ့နားဆွဲလွယ်အဲ့လိုမျိုးလေးပေါ့သီးသဟောင်းတခြင်းကိုစိုးခြင်းညနေရောက်တော့ကြာလာပြီလားရေတောက်ချင်ရေတောက်ငတ်တယ်လို့ဗျာတကယ်ဘုရားစုအမနဲ့တခြင်းတူမောင်လေးရဲ့လို့ငါတို့တခြင်းတခြင်းလေးကိုသဟောင်းရေးတာလေးကိုစိုးလိုက်ကြရအောင်ဆိုတော့သဟောင်းကလည်းကိုယ်ကိုသိတယ်လေဒါလေးကကိုကိုပိုင်တခြင်းလေးနဲ့ရိုတာနဲ့တမှုခင်ကသီးသဟောင်းတခြင်းကိုစိုးတယ်ဆိုတာမျိုးလေးဖြစ်ချင်တယ်နောက်တစ်ခါသဟောင်းရေးတာလေးကိုလည်းသဘောကျလို့လေးစားတယ်ပေါ့နော်ဟုတ် တချင်းနာမည်လေးကတင်းချံမှာပျော်ပေါ့နော် တေးစရာပဟောင်ဖြစ်ပါတယ်။တချင်းလေးကိုမောင်လေးရိုတာနဲ့မတ်တမှုခင်နဲ့နှစ်ယောက်တွဲပြီးဆူထားတာပါ။အင်းအဓိကတော့မောင်နှမနှစ်ယောက်ဆုံကျင်တာရယ်ပြီးရင်တဟာအောင်ရယ်တချင်းကိုလေအရင်အငဲမရကိုဆူမနေပြောရင်တေးတဟာအောင်တချင်းကိုဆူကျင်နေရနှစ်ယောက်တော့ကြားလာပြီလား။ရေတော့ရေတော့ငဲ့တယ်လို့ဗျာတကယ်များစုအမနဲ့ကလည်းဆူချင်တူမောင်လေးရဲ့လို့ငါတို့တချင်းတချင်းလေးကိုတဟာအောင်ရေးလာလို့ဆူလိုက်ကြရအောင်ဆိုတော့တဟာကလည်းကိုယ်ကိုသိတယ်လေပြီးရခါကျတော့သူလဲကိုတွေကိုဟိုမိသားစုပေါ့နော်နားလည်မှုနဲ့လုပ်ပေးတာပေါ့မိသားလေးနဲ့သူကူညီပေးရ ရှာတာပါအဲ့လိုမျိုးလေးဆိုတော့အဆင်ပြေသွားတာပေါ့နော် ပထမရေတော့ကလေတချင်းလေးပြီးတော့မောင်မောင်ယောက်ကလေတချင်းကစာသားလေးနဲတယ်ပေါ့ဆိုတော့ဒါမဲ့သူကပြောတာမမလည်းဒီလိုပြောမဟုတ်ဘူးလို့အတီးပိုင်းလေးကိုမှဒီလိုလေးလှုပ်လိုက်မယ်အဓိကကတော့တကြံတချင်းဆိုတာလေအောက်ကလိုက်ပြီးရောနားဆွဲမယ်ပေါ့ကလေးလဲလိုက်ဆိုလို့ရမယ်လူကြီးလဲလိုက်ဆိုနောက်ပြီးတော့ကိုဆိုပြီးသွားရင်ဆွဲသွားမယ်ပေါ့နော်အဲ့လိုလေးဆွဲသွားတဲ့စာသားလေးနှစ်လိုင်းလောက်ပေါ့တော့ရိုးရှင်ရိုးရိုးမခတ်ဘူးဒါပေမဲ့နားဆွဲလွယ်အဲ့လိုမျိုးလေးပေါ့ဟုတ်ပြောတာပေါ့နော်တကယ်ခုနကပြောလို့ရေတောက်ရန်ငန်းနေတယ်လို့လေကိုသားအောင်တချင်းကိုဆူခြင်းနေတာကြားလာပြီး ်ဒီကိုသာအောင်နဲ့ဟိုမှာစကိုင်းနဲ့မန်တန်မှာကျွန်တော်တို့လွန်ခဲ့တဲ့လင်းငါးနှစ်ကလေအဲစကိုင်းနဲ့ကပင်နိုင်နေပြီတော့အများနဲ့ခေါ်တော့ကိုသာအောင်တော့ညီလေးဟာညီလေးဆိုချင်လို့ချက်ကိုလုတ်ပေးမယ်နော်အဲ့ဒီကနေအဲခင်မင်မှုနေရှိနေတော့အခုလေအမနဲ့လည်းခင်ပြီးသားဖြစ်နေတယ်ဆိုတော့လေအဲတီးစီတောင်းဝင်ရဲ့လေရေးတဲ့တချွန်ကိုကကိုပိုင်နေနေဆိုဒါဆိုမောင်နှမတစ်ယောက်ရဲ့ကိုပိုင်တချင်းမျိုးဖြစ်သွားအမကသာအောင်ရေးတာတွေစုပ်ဘူးပါတယ်ဘလို့စုပ်လို့အမကိုပိုင်မဟုတ်ဘူးဟိုနေတွေကလေရှင်ပြုတ်တွေအတွက်ကိုလေသာအောင်ရေးတာတွေအတော့ သူသူစီမအမအဆိုဒါမှဒါကြောင့်အမမပိုင်ဘူးလေအလှရှင်ပဲပိုင်တာပေါ့နော်အဲ့လိုလို့ဆိုဒါမှဒါလေးကကိုကိုပိုင်တချင်းလေးနဲ့ရိုတာနဲ့တမှုဖျံတေးတဟအောင်တချင်းကိုဆိုးတယ်ဆိုတာမျိုးလေးဖြစ်ချင်တယ်နောက်တစ်ခါတဟအောင်ရေးတာလေးကိုလည်းတဘောကြလို့လေးစားတယ်ပေါ့နော်ဟုတ်ရှိတာပေါ့မက ကိုကိုတိုင်း producer လုပ်ပြီးတော့တကြံချစ်သူများဆိုပြီးတော့လေဟိုဖိုးတောက်ကြတို့ပန်းဤဖြူတို့အများကြီးပါ series တစ်ခွေထွက်ထားတယ်အမထုတ်တာပေါ့နော်အမအစိုးရအများကြီးပေါင်းပြီးကိုလက်တို့ပါအများကြီးပဲပါတယ်ပေါ့နော်မင်းသမီးတွေလည်းပါတယ်ဒါမဲ့အဲ့တချင်းလေးကကြတော့ဟိုအမနှစ်တိုင်းပြန်မထုတ်တော့ဘူးကွာ ဒီတိုင်းလေးပဲထားလိုက်တယ်သူကမြန်မာသံမက်နည်းနည်းနွယ်တယ်ပေါ့နော်ဒါအခုတကြံတချင်းကတခြားတကြံတချင်းတွေလည်းအမဆိုထားတယ်ဟိုတေးနှလုံးသားရေးထားတယ်ပေါ့နော်တကြံမင်းသားကြီးလို့ပါဆိုအမဒါအမကိုပိုင်တချင်းလေးတွေပါပဲအဲ့လေးတွေတော့ရှိဒါပေမဲ့အမှတ်တရလေးကတော့ဒီလိုဒီဘက်ခစ်ပေါ့နော်ရောက်တာတော့ရူတာနဲ့ဟာကတော့ဒါပထမအောင်ဆုံးပေါ့ဂျန်အရင်တော့ဆိုတကြံပြောတာပေါ့နော်ဒါဆိုအမတို့နုပညာသမားတွေကတကြံကြီးအများကြီးရတယ်ပြည်စိုးကပြောတယ်ပတ်စံလေးလည်းအများကြီးရတယ် မန်တက်တွေလည်းတကယ်ကိုတကယ်ကိုမန်တက်ကြီးမန်တက်ကြီးတို့ပေါ့နော်အဲ့လိုမျိုးပေါ့နော်ပခိုမန်တက်တို့ပါအဲ့လိုမျိုးတွေပတ်စုပေါ့မဆူမန်တလေးမျိုးတော်ဝင်တို့ပါတို့အဲ့လိုမျိုးစုဘူးတဲ့ဟိုမြို့မငွေငန်းကားကြီးပေါ်မှာလည်းစုဘူးတဲ့အဲ့လိုမျိုးလေးတွေအရန်ပြန်စုခြင်းနဲ့ပေါ့နော်အမှန်တော့ပတ်စံထက်ကိုဒီကိုရဲ့ဒီမန်တက်ကြီးတွေမှာတက်ပြီးတော့စုရတဲ့အင်အားနဲ့ဂုံယူခြင်းနဲ့ပေါ့နော်အဲ့လိုလေးတွေစုခြင်းနဲ့ ဒါဒီနှစ်ကောမှပေမန်တရီပါကြီးစိုးကိုးပါကြီးရောရှိပြီလားအားရတော့ရှိတယ်ပြတ်သွားတယ်ဟုတ်တယ်ပြီးကြတဲ့တနေ့မှပြတ်သွားတယ်သူကမေးကြတယ်မေးပြီးွားလို့ရှိရင်ဟိုဒါကိုရီးယားလေလေအမှန်တိုင်းပြောလို့ရှိရင်ကိုအမှုပညာကြီးကိုတန်းလေးနဲ့ရိုတာလည်းသူ့တန်းလေးနဲ့သူရှိတယ်ကိုလည်းကိုရဲ့အမှုပညာကြီးကိုတန်းလေးနဲ့ကိုရှိကြတာပေါ့နော် ဒါမဲ့တချို့ကြတော့လေဒါယူဟိုအနုပညာသမားအမားတို့ကြအနုပညာသမားဆေးကိုရဲ့ဟိုဝစ်စားဖို့မိတ်ကပ်ဖို့တွားရလာအဲ့ဒါလေးရှိမယ်ကိုအတွက်လေကိုအနုပညာကြံ့အောင်တော့အမားတို့ကအနုပညာကြေးလေးယူအများကြီးလည်းမယူထားပါဘူးအမေတချို့ကြတော့လေကိုရင်မောင်နှမဆေးလေးကိုပြောလိုက်တယ်မေးတယ်ကွာအမနှစ်နေရာလောက်မေးခံရတယ်မောင်လေးလည်းပါတယ်တခြားဆိုတော်လေးလည်းပါတယ်အမတီးဝိုင်းနေရောအကုန်စီစဉ် ဒါမဲ့တချို့ကဘယ်လိုလဲလို့ဆိုတော့အာတီးဝိုင်းမြဲဟိုကအဲ့လိုဖြတ်တဲ့လူကတတ်တက်ကိုရှိတာအာအဲ့လောက်ကြီးကြီးကျေးမှာတကယ်အနုဇန်ဆိုတာမျိုးကတကယ်ကိုဟိုဘယ်လိုခေါ်မလဲကိုရီးလဲမြိုင်းမျိုးဟိုဘက်တစ်ဘက်အဆင်ပြေအောင်လုပ်ပဲတချို့ကြောင့်မဟုတ်အာဒီလောက်နဲ့ဆိုတော့အများကြီးပြင်းမယ်အဲ့လိုမျိုးတန်ဖိုးထားတဲ့ကြီးလေးနဲ့ခေါ်လာလိုက်မယ်မဟုတ်အဲ့လိုမျိုးလေးတွေရှိတော့ပြတ်သွားတယ်နှစ်ခုလောက်ပေါ့နော်ဒါမဲ့မမတို့ကတော့တန်ဖိုးထားတယ်တခြင်းဒီကနေငားလိုက်မယ်ဟာကျွန်တော်တို့မန်တက်တွေလိုက်ဆိုနေလို့မရတူဘူးမမတို့တခြင်းအောင်ပြောတယ်ဘာလို့ပြောဆိုတော့ចောင်းနှုံးနေရလေ အမကပို့ထောင်သုံးချောင်းသူပေါ့နော် ကျောင်းမှာတကြံဆိုကပွဲတကြံအကတွေဆိုလဲအမဝင်ပါတယ်။နောင်မမေယုံလို့တော့လည်းမမေယုံကနေအဲ့လိုမျိုးကတာတွေဆိုတာငငယ်တွေကအဆူအကအဝါဒနာပါတယ်လို့ဖြစ်တဲ့တော့ကိုတကြံဆိုရင်ကိုကစုံနေရရင်လည်းပျော်တယ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့။အော်တစ်နှစ်တစ်ခါမှဟိုမြမအယူရတကြံဆိုတာပျော်ရတာလေနော်။ဒါမဲ့ဟိုပျော်တဲ့အထဲမှာတော့ကျွန်တော်မပါဘူး။အဲ့လိုတကြံကြရင်အဲ့လိုသူများလည်းရေလောင်းရတာမကြိုက်ဘူး။ကိုလေးရေဆိုးခံရတာမကြိုက်ဘူး။အဲ့ဒီအထဲမှာတော့ပါတယ်။ဒါမဲ့ကျွန်တော်ကမန်နက်ထဲမှာတရှင်းဆိုရင်တော့အဲ့လိုဖလန်းဖလန်းမနိုင်စင်ပေါ့။ စင်ပေါ်မှာအဲ့လိုပရိသတ်တွေနဲ့ကိုပရိသတ်တွေနဲ့ဆုံရတဲ့ခါကြတော့လေဒီကဆိုရတဲ့မူးနဲ့ပရိသတ်ရဲ့အားပြီးမူးနဲ့ကြတော့လေဟာတယ်လှွားခနဲ့လှွားခနဲ့ကောင်းကင်ကြီးပေါ်ခြေဟိုခြေတော့တောင်စင်ပေါ်မှာမကြတယ်လို့ပဲတို့အခါတယ်အဲ့လိုဖြစ်နေတာပေါ့နော်အဲ့ဒီပြင်ဆင်မှုတော့ရှိပါတယ်အဲ့ဒီမူးကသူနဲ့မမကြီးကတူတယ်အဲဆိုအမလည်းအဲ့လိုတချံအောင်ရေပတ်နေကြတယ်ကိုလည်းမပတ်ဘူးတိလာတချမ်းချင်းမနေရိုက်တယ်ဆိုရိုက်နေတယ်မပတ်ပါဘူးတချမ်းပြီးတော့ရေမဆိုးရေရှိရေအမားတို့ကဘာလို့ချင်တာလဲဆိုတော့ ကိုအဲ့ဒီကြံဆင်းမြင့်မွားနဲ့အောက်ကပြိဋ္ဌာန်နဲ့တချင်းနေအားရပါဆိုပြီးတော့လေပျော်ခြင်းလားသိလားကိုအမှုပညာကိုချပြခြင်းလားအဲ့လိုမျိုးပေါ့နော်အဲ့တော့ရေဆူပြီလားဆိုရင်ဆူရင်လေနေလားငါလားလောင်းတော့မယ်လုံးဝတနေကိုအဆူပဲမဆူဘူးလားလုံးဝမကြိုက်လုံးဝမကြိုက်ဘူးရွှေဆူလည်းအဆူတော့ဆိုတော့သူတို့မလောင်းရဘူးလေဟာမင်းသားအလားပြတ်သွားမယ်ဆိုရွှေလည်းမလောင်းရတာရှိတယ်အဲ့မလောင်းရလေကိုကိုကြိုက်ပဲကိုလေးမဆူခြင်းဘူးအဲ့သူတို့လေကိုမလောင်းခြင်းဘူးအဲ့အဲ့လိုမျိုးလေးပေါ့ဟုတ်ကဲ့ဒါဆိုလို့ရှိရင်အခုဒီတကြံတချင်းလေးပေါ့ဒါအဝေးထိုက်တကြံတချင်းလို့ဒါနှစ်ယောက်နည်းနည်းလေးပေါ့အမီပြိတ်သက်ကို တင်းချမ်မာဒူ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 တို့တချမ်းမာဒူ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 အဲ့ဒါလေးနေရာလေးရနောက်ပြီးအကိုရေလဲပျော်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 ရေလဲပျော်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 ဆိုတာအဲ့ဒီဟာလေးရအဲကိလေးနည်းနည်းခုကချတာဟာဖြစ်နေပါဟာဒီကနေ့ကြာခုမှဆိုတာအမြင့်ပါအမြင့်တင်လိုက်လို့လည်းအဆင်မပြေတော့ဘူးလေလူကတယောက်သားဆိုရင်တော့အဲ့လိုလေနည်းနည်းကိချတော့နည်းနည်းတော့ဟိုဘာဖြစ်တယ်တယောက်ပေါ်ရင်တယောက်နည်းနည်းဆိုကိရချင်ရတော့နော်ဒါပေမဲ့အနီးဆက်ဆုံး ဒါပေမဲ့ဒီတရှင်းမှာကြတော့အမကျိုးအကိုအမချစ်တော့ပေါ်အောင်ပို့လုပ်ပေးထားတယ်ကျွန်တော်ပေါ်လို့ရှိရင်အမအတန်နည်းနည်းလေးဟိုဟာဖြစ်သွားရပါတော့เนาะဆိုတော့အမအဒီကအမဒီတရှင်းကအမထိတ်မဲ့တရှင်းမို့လို့အမပို့ပေါင်းပို့အောင်လို့ဒုတာအတန်ကောင်းတဲ့ထဲတိတ်မပါဘူးအော်အမအတန်နဲ့ထိတ်မဲ့မောင်လေးရရုပ်လေးနဲ့ထိတ်မောင်မနီရပါတော့เนาะရုပ်ကအရင်လာတာဆိုတော့ ဟိုတချမ်းမှာပြောဆိုတဲ့တရှင်လေးပေါ့နော်ကိုတဟောင်းရေးဆက်ပေးတာပါရူတာနဲ့အဲတမုခင်နဲ့ဆိုတာလေးတရှင်လေးပါအဲ့တော့အားပေးပါလို့ပြောချင်ပါတယ်နှစ်သိမ့်မှာအားလုံးအဲစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အဖေးအန်ဒီကင်းရှင်းပြီးတော့အဲဒီနှစ်ဒီနှစ်သိက်ကနေစပြီးတော့နောက်နှစ်ပေါင်းမြောက်စွာစီကိုပျော်ရွှင်စွာအန်ဒီကင်းဆိုတာဖျက်သန်းနိုင်ပါစေလို့ဆုမောင်းတောင်းပေးပါတယ်ခင်ဗျာမာကြတော့ဒါတချမ်းဆိုတာကိုမြမလူမျိုးတွေရဲ့တန်မိုးထားတဲ့ဘောနော်တချမ်းနှစ်တကူပွဲလေးပေါ့နော်ဒီချိန်မှာအားလုံးရဲ့ဟိုဘလို့ခေါ်မလဲ ဟိုတချို့မပြောရလေရှိရပြောရလို့ရှိရဒါပေမဲ့သူများမပြောလို့ကိုပြောနေရတော့မဟုတ်ပါဘူးစိတ်ညစ်နေတဲ့လူတွေလည်းကိုကအမှုပညာရှင်ဖြစ်တဲ့အတွက်ကိုယ်နေလို့လည်းမဖြစ်ဘူးစိတ်ညစ်နေလို့လည်းမဖြစ်ဘူးအတန်လေးနဲ့ရုပ်လေးနဲ့သူတို့ပြောသွားအောင်လုပ်ပေးခြင်းခဏခဏခဏပေါ့နော်လုပ်ပေးခြင်းနဲ့စိတ်ကလေးရဲ့နောက်ပြီးတော့နှစ်သက်မှအားလုံးလူဝင်ဆန္ဒပြပြီးတော့ပေါ့နော်အေးအေးချမ်းချမ်းလေးနဲ့စီးပွားလာလာပါလေတူတက်ပါစေ။နောက်ကျမတို့မြန်မာလူမျိုးရဲ့စကားပုံရှိရလေ CEO ရေချို CEO မိလုံဆိုတဲ့အတိုင်းပေါ့နော်ကျမတို့ဒီချစ်တဲ့မိသားစုတွေအားလုံးတိုင်းသားအားလုံးအဆင်ပြေကြပါစေလို့ဆုမွန်ကောင်းတောင်းမိပါတယ်ပေါ့နှစ်သက်ကစပြီးတော့တနိုင်ငံလုံးအေဂျင့်ပါစေလို့ပဲအဓိကအိုက်စုလေးပဲကျွန်တော်တောင်းချင်ပါတယ်နော်